အားလုံးမမင်္ဂလာပါခင်ဗျာမူလာလဟောင်း90ကနေကြည့်လို့ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညရဲ့ပွဲကောင်းအချို့ကို preview လုပ်မှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဒီပုံမှန်ထက်အပြင်အထက်နေဇူနေပါလိမ့်မယ်ဗျာကျွန်တော်ရဲ့ဘေးအခန်းကိုဟိုအိန္ဒိယတောင်ပိုင်း South Indian ကဒီ Hyderabad ကလူတွေပြောင်းလာတာဖြစ်တဲ့အတွက်ဒါကလည်းအများကြီးဟိုသူတို့ပြောနေကြတယ်ခုမှတွေ့တာလူတွေနှုတ်ဆက်နေကြအဲ့တော့ပြမတန်တွေကိုကျွန်တော်ထိန်းလို့မရဘူးပုံမှန်ထက်အများကြီးပုံစုလိမ့်မယ်ကျွန်တော်လည်းမေမေတက်တက်ကလေးပြောသွားပေးမယ်ဗျာစိတ်မသားတဲ့သူတွေကတော့တိကမေးနားတောင်ပေါ့ဗျာ ဆိုတာမကြိုက်တဲ့သူတွေကတော့ကြော်သွားပေါ့မနေ့ကတော့တွေ့ရရောင်းပွဲတရားရခိုင်တော့အောင်မြင်ခဲ့ပါတယ်ဗျာထပ်ပြီးတော့ပေါင်းပြခဲ့ပါတယ်လာစီယိုသင်ကိုပေါင်းပေါ့ကျွန်တော်ရဲ့မမာရီလည်း okay တယ်ဂလာဒါဆာရီနဲ့လီဗာပူးကစားမယ့်ပွဲကတနာရီခွဲဂလာဒါဆာရီကအဆင့်53မှာရှိတယ်လက်ရှိဂလပ်အသင်းအဆင့်ပေါ့လီဗာပူးကတော့အဆင့်1နေရာကအသင်းပေါ့ဗျာဒီဘက်မှာစိတ်ဝင်စားစရာကောင်းတာကလီဗာပူးနဲ့ဂလာဒါဆာရီဆိုတာတဲ့အဲ့ဒီတာကီပြိတ်သက်နဲ့အင်္ဂလန်ပြိတ်သက်တွေတဲ့ကျောင်းတော်ကရန်သားတွေဗျာ 2009ခုနှစ်တုန်းကဒီလီဗနက်တက်ခါအစ္စတန်ဘူမှာသွားပြီးတော့ဆီမီဖိုင်နယ်ပထမအကြော့ချန်ပီယံလိပထမအကြော့ဒီသွားကစားခဲ့ရအဲ့ပွဲမှာနောက်ဆုံးကစားသမားတွေကဒီပြိသက်တွေကိုမထိန်နိုင်တော့တဲ့အဆုံးမှာရှယ်လွန်လက်တန်တွေဖြစ်ပြီးတော့တာကီပြိသက်တွေဓာတ်နဲ့ထိုးလို့လီယူနိုက်တက်အသင်းရဲ့ပြိသက်2ဦးပွဲချင်းပြီးတည်သွားကစားနောက်ထပ်ဒီပြိသက်4ယောက်5ယောက်လောက်ဒီအဲ့မှာလည်းထပ်ပြီးတော့လို့အကြံဖတ်ခံခဲ့ရအဲ့ဒီနောက်ပိုင်းမှာဒီအင်္ဂလန်သင်းတွေဟာတာကီကိုသွားတိုင်းလုံလုံရေးတွေကိုလိုအပ်ထားတဲ့ပို့ပြီးတော့သူတို့အများကြီးဒီအဖွဲ့ချုပ်မှာရော ်သက်ဆိုင်ရာနိုင်ငံတွေကသူတို့တောင်းဆိုလေးရှိတယ်။ပြီးတော့ကျွန်တော်တို့တွေအများဆုံးနားလည်ထားကြတဲ့အင်္ဂလန်ပြည်သက်တွေဒီဘောလုံးကိုယူသွတ်တယ်ယူသွတ်တယ်ဆိုတာတာကီရဲ့လမ်းမေးတိပတ်နေတဲ့လောက်ရှိတာဗျာ။ဒီတာကီကကနေဒါဆာရီတို့ဘတ်စတတ်တို့ဒီသင်းတွေဖလားလေးတစ်ခုပြည်တွင်းဖလားလေးတစ်ခုရရင်တော့ကြည်ကြည်ပင်လယ်ပြင်ကိုမီးရှို့ပြီးတော့ကိုအောင်ပွဲခံတဲ့သင်းတွေအဲ့လောက်ထိဒီသင်းတွေကယူသွတ်တယ်လက်ရှိကလတာဆာရီဒီပြည်ရင်းလိမှာတော့ကြည်အောင်မြင်မှုအကောင်းဆုံးသိမ့်မယ်ဗျပြည်ရင်းလိဆိုတာတဲ့ဥရောပတိုက်တိုက်လုံးထဲမှာတော့အကောင်းဆုံးလို့ပြောမယ်ဆိုပြောလို့ရတယ် မနေ့ကရာသီနောက်ဆုံးကလာခဲ့တဲ့10ပွဲရဲ့ဒီရာသီနောက်ဆုံးအစောဆုံးကလာခဲ့တဲ့9ပွဲအဲ့ဒီ15ပွဲဆက်တိုက်သူတို့ကြည့်အောင်ထားတယ်ပြီးတော့နောက်ထပ်2ပွဲမှာသူတို့ကြည့်ကြတယ်ကြည့်ကြတယ်ဆိုတာ100 100ကြာတာမဟုတ်ပဲနဲ့အနှုတ်30အနှုတ်30ဆိုပြီးတော့ကြည့်ကြတာဂလာတာစာရီသည်အဲ့လောက်ထိပြင်းရင်းလိမာတော့ကြည့်အောင်မြင်ထားတယ်ဒါပေမဲ့ဥရောပနယ်ကိုထွက်လာတော့ဟိုတိတ်အကောင်းကြီးမဟုတ်ဘူးဆိုတော့ကိုပြီးခဲ့တဲ့ ဖရန့်ဖော့နဲ့ပွဲမှာဖရန့်ဖော့ကတက်တည်ပြခဲ့ပြီဒါပေမဲ့ဒီအသင်းတွေဟာအင်ကွင်းတော်တော်လေးကောင်းတယ်နော်အင်ကွင်းမှာသူတို့ကောင်းတယ်ဆိုတာတည်းသူတို့ရဲ့ပြိတ္တတွေကလည်းပိုပြီးတော့ကိုကောင်းတယ်ပြန်ဘက်တွေကိုဒီဘာလို့လို့လောက်အောင်မသိအောင်သွေးပြတ်သွားအောင်ကိုတပွဲလုံးမိနစ်90လုံးကွင်းကိုမိရှုပ်ပြီးတော့ကိုအပေးတာအခုလီဗာပူးကလည်းအဲ့ဒီပြဿနာကိုရန်ဆိုင်ရမှာပွဲထဲမှာဒီကစားတဲ့အချိန်မှာတော့မဟုတ်သေးဘူးအခု trainer မှာတော့လီဗာပူးရဲ့ training ကွင်းပေးတော့မှာပြီးရင်ရှိုးဖို့ပြီးတော့သူတို့ဒီမိခိုးတွေနဲ့လီဗာပူးကစားသမားတွေတဟော့ဟော့ဖြစ်တဲ့အထိကို အခု training မှာလည်းကိုလီဗာပူးကိုကောင်းကောင်းနှောက်ချက်ပေးနေပြီဆိုတော့ဒီပွဲမှာ Arne Slot ရောလီဗာပူးကသားသမားတွေရောအဲ့ဒီ fee add ကိုခံနိုင်ခဲ့တယ်ဆိုရင်ဒီပွဲမှာနိုင်လိမ့်မယ်ဒီပွဲနဲ့စပယ်ချင်းမှာလီဗာပူးတင်းကနေ body change 1.20ပေးတယ်ဂိုးကောင်းချင်းက3.90ပေးတယ်အခုနေ့လည်းနှစ်လိုက်ထိုးချိန်မှာ 1D 3.90ဖြစ်လာကျွန်တော်ဒီပွဲမှာဂိုးကောင်းအပေါ်တစ်ကြောင်းပဲကြိုက်တယ်ဗျနောက်ထပ်တစ်ပွဲက Inter Milan နဲ့ Slavia Prague ကစားမဲ့ဘွဲတနာယူခွဲပွဲပဲ Inter Milan တင်းတွေ ranking 10 Slavia Prague ကအဆင့်60 2019 2020မှာဒိနေတဲ့ချန်ပီယံလိမှာတခါဆုံးပိုးတယ်အဘိုးဘဲမှာတကိုးစီတည်ကြခဲ့တာအင်တာမီလန်ကွဲမှာအဲဒီကတကိုးစီတည်ကြခဲ့အင်တာကပထမပွဲမှာပုံမှန်ပဲကစားပြီးတော့အေဂျက်ကို0-2နဲ့သူနိုင်ခဲ့တယ်တက်ကြီးကစားသမားတွေများတဲ့အချက်ရင်လေးတာကလွဲရင်အင်တာအသင်းဟာယုံကြည်လို့ရတဲ့အသင်းထဲမှာပါတယ်ဗျနောက်တစ်ခုကအတွက်ကြုံရဲ့ကစားသမားတွေများတဲ့အတွက်လိုအပ်လာရင်ဒီသင်းတွေလိုအပ်သလောက်ဟိုအဲ့ဒီသူတို့ရဲ့တဘာတွေကိုဟိုညှစ်ထုတ်လို့ရတယ်ဒါကအင်တာမီလန်အသင်းရဲ့အဓိကအားသာချက်ပဲ ဆလာဗီယာကျတော့ပြည်တွင်းလိမှာတော့တော်တော်လေးကောင်းပေမယ့်အော်ရပ်လယ်ဘယ်မှာဒေသင်းဘာမှမဟုတ်သေးဘူးဆိုတော့ဘိုရိုကလင်းကငကိုသွင်းပြီးတော့တက်တည်ထူခဲ့ပြီးပြီဒီဘောရဆက်တဲ့ချိန်မှာအင်တာမီလန်တင်းကလည်းဘိုရိုဂျစ်တက်နှုတ်တရားပေးတယ်ဂိုးပေါင်းကျင်းက3နှုတ်20အခု3နှစ်ကျော်တဲ့အချိန်မှာဂိုးပေါင်းကျင်းကသိအများကြီးမပြောင်းလဲပေမယ့်ဘိုရိုဂျစ်တော်တော်လေးပြောင်းလာတယ်ဗျာ2ပေါင်း65ဒီဖြစ်လာတယ်ဒီပွဲမှာကျွန်တော်အပေါ်ကိုဇုံလိုက်ကြိုက်တယ်အင်တာမီလန်တင်းပေါ်လေးကြိုက်တယ်ဂိုးပေါင်းကလည်းဂိုးပေါင်းအပေါ်ကိုကျွန်တော်ထပ်ကြိုက်တယ် မာဆီနဲ့အေဂျက်ကသားမဲ့ဘွဲတနာယူခွဲဘွဲဒီဘွဲဒီဒီနေ့ညရဲ့လွတ်နေမဲ့ဘွဲဖြစ်ပါတယ်ရီယယ်မက်ဒရစ်တို့ဘော့စ်ဒီဘိုင်ယန်မြူနစ်တို့အင်တာမီလန်တို့တော့တန်ဟော့စ်ပါတို့ဒီအသင်းတွေနောက်ကိုလိုက်ရင်းနဲ့ဒီမာဆီနဲ့အေဂျက်ဘွဲဟာဒီနေ့ညမှာလူစိတ်ဝင်စားမှုနည်းတဲ့ဘွဲအဲ့လိုဘွဲမျိုးကျွန်တော်တို့ချောင်းပြီးတော့ကစားသင့်တယ်ဒီဘက်မှာအင်ရှင်မာဆင်းတင်းကနေဘော်ဒီချက်တက်နှုတ်90ပေးထားတယ်အဲ့ဒီတက်နှုတ်90မှာအဲ့တဲ့အေဂျက်အသင်းဘော်ဒီကြိုက်တယ်ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ကြိုက်တယ် အီဒီဂိုမက်ထရစ်နဲ့ဖရန့်ဖော့ကသောင်းမဲ့ပွဲကလည်းတနာရီခွဲပဲအီဒီဂိုမက်ထရစ်ဒီအဆင့်15ဖရန့်ဖော့ကအဆင့်35ဒီနေ့တင်ထိတ်တဲ့တွေ့ထားတာမရှိဘူးဗျအီဒီဂိုကနေချန်ပီယံလိမှာအမှတ်မရထားသေးဘူးနောက်ပိုင်းပွဲတွေမှာကလောက်ပုံနဲ့ကောင်းလာတယ်သူတို့ရဲ့ကလောက်အားလည်းတက်လာတာကိုတွေ့ရတယ်သူတို့ပြဒီပွဲမတိုင်ခင်မှာဗျဒီရီယယ်ကိုနိုင်လိုက်တာကအီဒီဂိုတက်အများကြီးအဖြစ်သွားစေနိုင်တယ်ဒီပွဲနဲ့အီဒီဂိုတက်မှာလူဆုံတဲ့ဒဏ်ရပွဲပြကစားသမားမရှိဘူးဖရန့်ဖော့ကျတော့ကျွန်တော်နဲ့လုံးလုံးဓာတ်ပတ်တဲ့အတင်ဗျဖရန့်ဖော့တဲ့ဘော်ဒီကိုရွေးရင်သူရှုံးတယ် သူ့ကိုဘက်ကန်ရင်သူနိုင်တယ်သူ့ဘွဲမှာကျွန်တော်ကိုပေါင်းအပေါ်ကိုတော်ရင်အဲ့ဘွဲကကိုအောက်တယ်အဲ့လိုပဲသူ့ဘွဲမှာကိုအောက်ကိုသူ့ကိုတည်ပြီးတော့ကိုအောက်ကိုရွေးကိုပေါ်တယ်အဲ့ဒါက Frankfurt နဲ့ကျွန်တော်နဲ့ဂျာနဲကပြဿနာစီးရီးကကက်ကလီယာရီအသင်းပြီးရင်ကျွန်တော်အတွက်ဒီ Frankfurt အသင်းဒီဒုတိယမြောက်ချက်တရေအသင်းပဲဒီအသင်းဟာဒီရဒီမှာတော့တော်တော်လေးမိုက်တယ်ဗျလူငယ်တွေနဲ့တော်တော်လေးကိုထားကြတယ်ဒီ Galatasaray လို့အတွေ့အကြုံရတဲ့အသင်းကိုလူငယ်တွေရဲ့အားနဲ့ လုတ်ပြလိုက်တာကဒါဥရောပကနောက်နေ့မှာငါတို့တင်းရကစားသမားတွေဝယ်တော့ဆိုပြီးတော့မိမောင်းထိုးပြလိုက်တာနဲ့အတူတူပဲဒီနေ့တော့တေချာပေါက်ကောင်းတယ်နောက်နေ့ကျရင်တော့ Frankfurt ဟာတေချာပေါက်အသင်းပြတ်မဲ့တယ်ဥရောပအသင်းကြီးတွေသူတပြက်တွေဘာမျိုးလို့အသင်းကြီးကအဲ့ဒီအသင်းကိုအဓိကအမဲဖြတ်နေတယ်ဒီဘက်နဲ့ပေးထားတဲ့စတဲ့ကြီးမှာဘော်ဒီကြီး 1D ခိုးပေါင်းကြီးက 3D ပြအခုမြန်မာစံတော်ချိန်3နာရီကျော်၄နာရီထိုးကနီးလာတဲ့အချိန်မှာကျတော့ဘော်ဒီကျဲကအဲ့ဒီ1ဒီဝင်ရိုးကနေ1.50ဝင်ရိုးအထိဖြစ်လာတယ်။ဂိုးပေါင်းကျဲကလည်း3အနှုတ်50ဝင်ရိုးကျော်လာတယ်။ကျွန်တော်က ဒီဂျင်းဝင်ရိုးကိုပြီးခဲ့တဲ့ CDA ရိုမာပွဲမှာကျွန်တော်ပြောခဲ့ပြီးရိုမာဒီအဲ့ပွဲမှာဘော်ဒီချက်တင်းတော့90ပြီးခဲ့တယ်ဂိုးပေါင်းချက်ကနှစ်အနုတ်60လောက်ပြီးခဲ့တယ်တကယ်တကယ်ကျတော့ဒီနှစ်တင်းတော့90ဆိုတဲ့ဂျင်းတွေခါအမေရန်ပုံမှန်ကျွန်တော်တို့မြင်တွေ့နေကြတဲ့ဂျင်းကဘော်ဒီချက်တင်းတော့90ဆိုဂိုးပေါင်းချက်က3ပေါင်း30 3ပေါင်း40 3ပေါင်း50ဒါပဲအဲ့လိုဂျင်းထွက်လာရင်အဲ့ဒါအင်ရှင်အသင်းလုံးဝဂျင်းမအောင်အောက်အသင်းတွေတရေကြရင်ကြမကြရင်ဂိုးပေါ်တယ်တေချာပေါက်ဂိုးပေါ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ3ပေါင်း50ဝင်ရောမဟုတ်ဘဲနဲ့3တော့90ဖြစ်သွားတယ်လို့ ်နှစ်နှုတ်90ဖြစ်သွားတယ်လို့ဆိုလို့ရှိရင်အဲ့ဒီပွဲဟာအင်ရှင်သင်းတွေကအပေါ်ကိုဇုံလိုက်အောင်သွားလဲရှိတယ်ဒီပွဲမှာကျွန်တော်အီဒီကိုမက်ထရစ်သင်းပေါ်လေးကြိုက်တယ်ပြီးတော့ဂိုးပေါင်းအပေါ်လေးကျွန်တော်ထပ်ကြိုက်တယ်ဆောင်းဒီလိုင်းနာတော့မေးခကြတယ်တယောက်ချင်းတီတန်းကျေးဇူးတင်ပါတယ်ဗျာမြန်မာပြည်ချင်းမြန်လုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ